မြန်မာနှုတ် channel ကိုအစဉ်တစိုက်အားပေးနားဆင်နေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel လေးကနေပရလောကနဲ့ဂမိယဇလာကောင်းလေးတို့ကိုနှိစီရေးချက်တိဆက်ပေးနေပါတယ်။ဒီကနေ့မှာတော့ပရိသတ်များနားဆင်ရမယ့်ဇလံလေးကစာရေးဆရာအကဆော်ရေးသားထားတဲ့ပညာတဲ့အဖွာဆော်နဲ့တရေမွေးတဲ့အဘမဲကြီးဇလံလေးကိုပရိသတ်ကြီးကနားဆင်ရမှာဖြစ်ပါတယ်။ကိုဘိုးဆော်ဆုံးပြီးတဲ့နောက်မှာတော့ဒေါ်လာကသူ့သားငယ်ပန်းပန်းကို တက်ကွက်ထဲမှာမထားချင်လို့အဖွားအိမ်မှာလာထားတယ်ဗျ။ကျုပ်ကလည်းတယောက်တည်းပြင်းနေတဲ့လူဆိုတော့ပန်ပိုင်နဲ့ကျုပ်နဲ့အဖော်ရပါတယ်ဆိုပါတော့။ပန်ပိုင်နဲ့ကျုပ်ကအသက်နည်းနည်းกว่าပဲမဲ့နှစ်ယောက်စလုံးကယောက်ျားလေးဆိုတော့အဖွားချက်မင်းထဲမှာဂျွန်းပြန်နေအောင်စော့ကြတာပေါ့။ကျုပ်တို့ကရွာအစွန်ဘက်ကြတာဆိုတော့ချက်ကြီးတွေကအကျဉ်းကြီးတွေဗျ။အဖွားမက်ကီမားရဲ့ချက်ဆိုရင်ငါးရီက၆ရီကနေပါလောက်ကိုရှိတာ။အဖွားကစိုက်တာပြူတာဝါသနာပါတော့ချက်ထဲမှာလည်းတီးပြီးစားရည်တွေအပြည့်ပေါ့ ညနေရောက်ပြီဆိုရင်တော့ပပိုင်းနဲ့ကျုံနဲ့အဖွားဆိုင်ထားတဲ့အပင်တွေကိုရေးလိုက်လောင်းရတယ်။အပင်တွေကိုရေးထမ်းပြီးလိုင်လောင်းရတာဆိုတော့အချိန်တနားနှစ်နာရီလောက်အထိကိုကြာတယ်ဗျ။အဖွားတို့ရဲ့ချက်မင်းမှလည်းချင်ချင်ကြီးတွေရှိတယ်။ကျွတ်တုချက်နဲ့သုံးချံကျော်လောက်မှာအဘမဲဆိုတဲ့လူကြီးပိုင်နဲ့ချက်ကြီးတစ်ချက်ရှိတယ်ဗျ။အဘမဲတို့ချက်ကလည်းအကျယ်ကြီးပဲ။အဘမဲကြီးကအသက်60 90လောက်ရှိရောပေါ့ဗျာ။ ူ့နာမည်အရင်ကတော့ဦးတည်စန်းဆိုတာဘာလားပဲဗျ။ဒါပေမဲ့ရွာတွေကလူတွေအကုန်လုံးကတော့အဖမဲလို့ပဲခေါ်ကြတော့ကျုပ်တို့ကလည်းအဖမဲလို့ပဲခေါ်ကြတော့တာ။အဖမဲဆိုတဲ့အတိုင်းသူ့သားမဲနေနေတာပဲဗျ။ကလာလည်းမဟုတ်ဘူးတော့ဗမာပဲ။ဒါပေမဲ့အသားမဲတာမှမိသွေးနဲ့ဒေဟုဖင်ကအဖေခေါ်ရတော့အောင်ကိုအသားမဲတာဗျ။အဖမဲရဲ့ဆရာအကျဉ်းဆရာကြီးဆိုပဲ။အကျဉ်းဆရာကြီးဆိုတာအောင်လဲဆရာကြီးကိုခေါ်တာ။ ကျုပ်တို့ဘက်တော့အောင်လန်းလို့မပြောရဲဘူးဒီအတိုင်အချမ်းဆရာကြီးလို့ပဲခေါ်တယ်သူကူးတဲ့စေမုံနီနီတို့ကိုလည်းစေးချန်းလို့ခေါ်တယ်ဗျဟိုးရင်လမ်းမဆက်တဲ့ရေမကောက်ခဲ့စေဝါတွေမပေါ်မြခင်တော့ဆိုရင်တော့သူစီယာစေးချန်းတွေဝေပြီးတောက်ဝလိမ့်ရတယ်တဲ့အဲ့ဒီအချမ်းဆရာကြီးစီယာအဖမဲကြီးကပညာတော်တော်ရလိုက်တယ်ဆိုပဲဗျအဘမဲကြီးကသူ့ခြံထဲမှာတရက်တွေမွေးထားတယ်လို့လည်းလူတွေပြောကြတယ်။အရင်ကတော့ကျုပ်တို့ကိုတိမကြုံဘူးပေါ့ဗျာ။ သူများတွေပြောတာပဲကြားဘူးတာဗျ။အော်ပြောအောင်မယ်။အဖမရဲ့ခြံကြီးကတော်တော်ကျဲ့တာဗျ။ကျွတ်တော့ငငယ်တော့တော့ခြံစည်းရိုးတွေဘာတွေမခတ်ကြအောင်။ခြံကြီးတွေကကျဲ့တော့ခြံစည်းရိုးခတ်ရင်ဘာဖို့နဲ့တင်မွေးတော့တယ်မဟုတ်လားဗျ။တအိမ်နဲ့တအိမ်ကိုရင်လမ်းကနေမသွားပဲဟိုလူချံဒီလူချံကနေဖြတ်သွားကြရတာများတယ်။တချို့ဆိုရင်ဒီချံကနေဟိုဘက်ချံကိုကူဟိုဘက်ချံကနေဒီဘက်ချံကူနဲ့အလောက်ဖြစ်နေရောပဲ။အဖမဲခြံကြီးက ျွတ်တို့လမ်းနဲ့ကားလမ်းနဲ့ကြားမှာရှိတာဗျ။ကျွတ်တို့ရွက်ွက်ထရနဲ့ကားလမ်းမဘက်ကိုသွားကြည့်။နားအတိုင်းပတ်သွားတာထက်အဖမဲကြီးရဲ့ခြေထဲကနေ ဖြတ်သွားရင်ပုံမြတ်နေ။အဖမဲကလူတင်မဲတာမဟုတ်ဘူးဗျ။သူနေတဲ့အိမ်ကြီးကလည်းအမဲကြီးဗျ။အဖမဲအရာရင်းနေကြီးဝါနေအောင်တုတ်ထားတဲ့တစ်သားနှစ်ထပ်အိမ်ကြီးပေါ့။ခုနကဖြက်လာအဖမဲအိမ်ကြီးရဲ့ခြေထဲကနေဖြတ်သွားရတာဗျ။ပထမဆုံးကြုံရတာကတော့ပဲပြုတ်တဲ့ဒေါတုတ်ပေါ့။ ဒေါတော့လို့ခေါ်ပေမဲ့လူကတော့ပိတ်မိပပပဲဗျ။သူကသုံးရက်ကွက်ကနေလာရောက်တာ။ကျွတ်တူစီလာဝတ်ဆိုရင်အဘမေကြီးချန်ကနေဖြစ်လာတယ်။ကျွတ်တူငယ်ငယ်ကမနဲ့ခင်းလို့ပြောရင်မနဲ့9နာရီ6နာရီလောက်ကိုပြောတာဗျ။မနဲ့ဆော့ဆော့လို့ပြောရင်တော့အဲ့ဒါမနဲ့3နာရီ4နာရီကိုပြောတာ။ငယ်ငယ်တော့ပဲပြုတ်တရား2ယောက်ရှိတယ်။ဒေါတော့ကမနဲ့ဆော့ဆော့လာပြီးတော့နောက်တစ်ယောက်ကတော့မနဲ့ခင်းပိုင်းမှာလာတယ်။အဖမက်ကရင်မှာ ညဆိုစောစောအိပ်ပြီးတော့မနဲ့ဆိုရင်၃နာရီလောက်ဆိုနိုးပြီကြသမယိုးတဲချက်ပြုတ်ပြီး၄နာရီလောက်ဆိုရင်ဖះဆုံးတော့ကနောက်တော့ဈေးတွေရောက်မှုပြည့်နေဒါကြောင့်ပဲပြုတ်ဆိုရင်၄နာရီလောက်လာရောက်တဲ့ဒေါတုတ်စီရအမြဲဝဲတယ်တရရတော့ဒေါတုတ်ကအတန်မြဲကြီးနဲ့អော်ပြီးတော့မှအိမ်ထဲကိုပြေးဝင်လာတယ်ကြအိမ်နေတဲ့ကြောက်တော့လန့်ပြီးနိုးသွားတယ်သူ့ပုံကတော်တော်ထိတ်လန့်နေတဲ့ပုံပဲမျက်လုံးပြူမျက်စက်ပြူနဲ့ဖြစ်နေတယ်ကြ ။ပဲပြုတ်တောင်ကြီးနဲ့ဓာအိုးကလည်းအလဲလဲအပြုတ်ပြုတ်တွေဖြစ်လို့ပဲပြုတ်တွေလည်းမပါတော့ဘူး။အဖွားကရင်မန်းတွေပါတွေတိုက်ပြီးတော့ဖះစာတွေရွတ်ဖက်ပေးလိုက်ရတယ်။ဟဲ့မတုတ်ဆော့ဆော့စစ်စစ်ဘာဖြစ်လာတာလဲ။ဒေါက်တာကရေခွက်ထရရေကိုဝေါကနဲ့မောတောက်လိုက်ပြီးတော့မှတရေချောက်ခလာရလို့မကေမရဲ့အလိုဘေးကတရေချက်လို့လိုက်ပြန်ပြီလေ။ပြောမနေပါနဲ့တော့မကေမရဲ့တောရွက်ကတက်လာပြီးကားလန်းကိုဖြတ်လို့ အဖမဲကြီးခြံကနေဖြစ်ကြလာခဲ့လိုက်တာထမင်းကြီးနားလည်းရောက်ရော ခေါ်တန်ကြရနဲ့အဖမဲကြီးများ ခေါ်တလားဆိုပြီးဟိုကြည့်ဒီကြည့်ကြည့်နေတော့မှ ထမင်းမောကနဲ့မဲမဲကြီးနဲ့ကောင်ကဇောက်ထိုးကြီးဆွဲပြီးဆင်းလာပါလေရောကျမလည်းကြောက်ကြောက်နဲ့ခြေကုန်ပြေးမယ်လို့တော့သူတို့ဟာပဲပြုတ်တောင်းကြီးကိုလက်နဲ့ဆွဲထားကြတယ်တော့သူတို့ရဲ့ခြေတွေလက်တွေကတရေပြားကြီးလို့ကျွတ်ကျွတ်အိတ်အနဲ့ကြီးလို့လို့ပျောင်ပျောင်ချောချောကြီးပဲမက်ကေမရဲ့ကျမပြေအခုတော့စက်သိန်းတွေထလာတယ် သူတို့ဝိုင်းဆဲတော့မှနင်းငံယုံပြေးလိုက်တာပဲပြုတ်တောင်ကြီးမှောက်ကြသွားပါလေရောလားသူတို့ကမြေပေါ်ကျတဲ့ပဲပြုတ်တွေကိုအငမ်းမြလူစားနေတဲ့အချိန်မှာကျမလည်းတောင်ကြီးပြန်ကောက်ပြီးတော့အသက်လူပြေးလာခဲ့ရတာပါပဲရှင်ငါတို့တော့ဗမဲချန်တွေကနေဖြစ်နေကြပါအေးဘာမှတော့မတွေ့ပါဘူးညီကန်နေနေတာနေမှာဖះတရားများများလို့ပေါ့အိန္ဒိယကနေထိုင်နှားထောင်နေတဲ့ကျုပ်ကချင်းတော်နေရနေထွက်လာရင်အဖွားလည်းဗျာ အဖမေကခြေထဲမှာတရက်တွေမွေးထားတာအဖမသိဘူးလားဗျဟိုတလောကနန်းလေးပြောသေးတယ်သူ့ဘယ်ဥတည်လုံးကြီးမသိကရတခါပြောမှုတယ်တဲ့အရက်ဆိုင်မှာတရက်ကြောက်လားမကြောက်လားညင်းကုန်ပြီးတော့အလောင်းစားဖြစ်ကြတယ်တရက်မကြောက်တဲ့လူကအဖမေချင်ကနေဘူးသီးသွားခိုးရမယ်တဲ့အဲ့ဒီလူကလည်းလက်ခံလိုက်ပြီးညရောက်တော့အဖမေချင်ကြီးတဲ့ကိုခိုးဝင်လို့ခြေနောက်ဘက်ကဘူးသီးတလုံးခိုးဆုပ်ပြီးတော့ပြတ်ထွက်လာခဲ့တာတဲ့ဒီချိန်အဲ့ဒီထမ်းမကြီးပေါ်ကနေ တရေကြီးနှစ်ကောင်ကလင်းတို့ကြီးတွေပြန်ဆင်းလာတယ်လို့မျိုးပြန်ဆင်းလာတာတဲ့အဲ့ဒီလူလဲကြောက်လို့သေးတွေပါထွက်ကုန်တယ်တဲ့အရောက်တော့လဲခုနှစ်ရက်လောက်ဖြားသွားတယ်တဲ့အဖွားရဲ့လူတွေပြောတာတော့အဲ့ဒီထမ်းမကြီးစီမှာအဖမဲမွေးထားတဲ့လင်းတို့တရေလင်းမြနေတဲ့စုပဲဗျကျုပ်ထပြောတော့အဖွားကကျုပ်ကိုမှန်းတယ်ညီစမ်းမငလေးရဲ့အမွေးသမားပြောတာတွေကိုနင်းမို့ယုံနေတေထွန်းကမသေးခင်ကလေးကယူကြဝူးကြဖြစ်နေတာနင်မသိဘူးလားဟာ ကျွန်တော်တကယ်ပြောတာအဖွားရဟုတ်မယ်ဟုတ်မယ်ဒါဆိုကျမနဲ့တွေ့ရတာလေအဲ့ဒီလင်းတို့လင်းများတေးရွက်ဖြစ်မယ်တော်ပြီကြောက်သွားပြီနောက်ဆိုအဲ့ဒီခြင်းင်းကနေမဖြတ်တော့ဘူးအဖွားတော့ဘေးနားထိုင်နေတဲ့ကျုပ်ရဲ့ခေါင်းကိုလက်စစ်နဲ့ဓာတ်ကနဲ့ခောက်လိုက်တာပဲကျုပ်ကတော့ဘာဖြစ်လို့ကျုပ်ကိုခေါက်ခေါက်မှန်းတော့မသိဘူးထူကြသွားတာတော့နောက်တစ်ပတ်နှစ်ပတ်လောက်ထိပဲပြုတ်မစားရတော့တာပဲကြကျုပ်ကပဲပြုတ်တိတ်ကြိုက်တာကြ ပဲပြုတ်ကိုစက်တုံစင်းလေးပါပါလေးထည့်ပြီးစီလေးစားလေးစမ်းလို့တုတ်စားရတာလည်းကြိုက်တယ်။ထမင်းပူပူတဲ့ကိုပဲပြုတ်လောင်းထည့်ပြီးတော့စီစားထည့်လို့နေစားရတာကလည်းကြိုက်တယ်။ပဲပြုတ်နဲ့နဲ့များဆိုလို့ကတော့သုံးချက်လောက်ကိုကောင်းစားတာဗျ။အခုပဲပြုတ်မစားတော့မနေ့စားတော့စားချင်စိတ်မရှိတော့ဘူး။အဖွားလည်းဗျ။တခါလာလေးငချောက်ဖို့တခါလာလေးငပီးချက်နဲ့ပဲပြုတ်လေးပါလေးကြီးပါအောင်ဗျ။ဟဲ့ငလေးရဲ့ မတုတ်ကဒီဘက်ကိုပဲပြောက်မှလာမြောင်းတော့တာပဲအဲ့ဒါနေသူ့ကိုချက်လွတ်လိုက်လို့ဖြစ်တာဘဲနဲ့လူကြီးကအသာထင်းပြောနေတော့ညီတော့ကဘူးမသိဘာမသိနဲ့စုံဝင်ပြောတော့မတုတ်ကအဲ့ဒီခြံထဲကနေဖြတ်ပြီးဒိုးရုပ်ကကိုလာရောက်မှမလားဟဲ့နင်းဟာလေအမြဲကိုပြဿနာရှာတယ်ငလေးအော်ဒါကြောင့်အဖွာအဖအမြဲကြီးခြံထဲကဘာမှမရှိသလိုလို့ဘာလို့လို့ပြောတာ ው ကျောက်ကလင်းတို့လင်မယားတဲ့ရဲ့အကြောင်းပြောလိုက်လို့ဒေါက်တူကြီးကြောက်လန့်ပြီးမလာရဲတော့တာဖြစ်မယ်ဗျ။ အဖွားအကျုပ်ကိုစူတာစူပေမဲ့တိတ်ချရှာပါတယ်။ဇေယောက်ထက်ကနေပဲပြုတ်ဝယ်စားဆိုပြီးပက်ဆံလေးပေးထားခဲ့တယ်။ဒေါက်တော့ပဲပြုတ်မရတော့ပေမဲ့မင်းနဲ့ခင်မလာရောက်နဲ့ပဲပြုတ်တဲ့ဆီကနေပဲပြုတ်ဝယ်စားရတော့တာပေါ့ဗျာ။အဲ့ဒီနောက်ပိုင်းကလေးကအဖမေခြံထဲကဖြက်ရီခတ်တုတ်တုတ်ဖြစ်ရတယ်။ဖြတ်တုံးပြုတ်တုံးလဲဟိုအပင်မောကဆင်းလာမလား။ဒီအပင်ကြီးပေါ်ကနေပြုတ်ကြလာမလားဆိုပြီးတော့ကြောက်ကြောက်လန့်လန့်နဲ့သွားရတာဗျ။ဒါပေမဲ့ဘာမှတော့မတွေ့ပါဘူးဗျ။ကျုပ်စိတ်ထင်တော့ အဲ့ဒီချက်ကြီးတွေကနေတာမန်ဖြတ်သွားဖြစ်လာလို့တဲ့လူတွေကိုချက်တော့ပုံမရအောင်လက်စော့ခြေစော့လို့တဲ့လူမှာတရေကြီးတွေကထွက်ချောက်တဲ့ပုံပဲဖြစ်ချင်တော့တော်မိုင်ထဲမှာသွားတွေ့တော့တာပဲဗျာဒီကောက်လေးကလက်စော့ခြေစော့တိတ်ရှိတဲ့ကောင်ဗျအဲ့ဒီနေရာကကြောင်းကပြန်ဘောလုံးဝင်ကတ်သေးတာနဲ့ညနေ9နာရီခွဲလောက်မှာအိမ်ကိုပြန်လာခဲ့လိုက်တယ်ပပိုင်ကဘောလုံးကင်းဘေးမှာထိုင်ဆောင်နေတယ်ဗျကျုပ်ပြန်လာတာကိုမြင်တော့အသက်တရောနဲ့ကိုလေး ိုလေးသိမောသိမဲမစားချင်ဘူးလားဟာစားချင်တာပေါ့ကွာဘယ်မလဲပြက်မယ်ပြက်မယ်ကျွန်တော်မနက်ကတွေ့ထားတာသိမောသိကမှဲ့ပြီးဝင်းတော့ဝင်းနေတယ်ဗျာချိုတော်ကလည်းတော်တော်ချိုးမြုပ်ပုံပဲပြော်ရည်တရေတော်ကြလာပြီဗျာဟာကတို့ချန်နေသိမောပင်မမရှိတာကွာဘာလဲမေသူများချန်နေရနေတော့ခုမလို့လားပမိုင်ကခေါင်းကြီးပြတယ်အဖမဲချဲ့နောက်ကအိမ်သားဘေးနားအပင်မှာတီးနေတာဗျာ အဘမဲရဒီပြီရှိနေတာကိုတရိထားမင်းပုံမရအောင်တရိထားမင်းမှဲ့တဲ့အထိထားပါမလားဗျခြံဆက်မှာပေါက်နေတာဆိုတော့သူ့အပေလဲဟုတ်ချင်မှဟုတ်မှာပါဗျဟေးကောင်ဖြစ်ပါမလားကွာအဘမဲချင်ဟာတရေချုပ်တယ်တဲ့နော်ဟာဗျကိုလေးရလဲအသက်ကြီးနေပြီအခုထိကြောက်နေရလားဗျပမိုက်စကားကြုတ်ကိုဆွပေးလိုက်တယ်လို့ဖြစ်သွားတယ်ဗျကျုပ်တဲ့ကြီးကောင်ဝင်လာပြီဆိုတော့တိတ်မကြောက်ချင်းတော့တာလည်းပါတယ်။ဒါနဲ့ပဲဒီကောင်နဲ့အတူတူလိုက်လာခဲ့တယ်။ ်အဖမဲချံကိုပတ်ပြီးတော့အနောက်ဘက်ကိုသွားတယ်ဗျအဖမဲချံအနောက်မှာလူမနေတဲ့ချံကြီးတစ်ခုရှိတယ်ဗျတင်မောဘေးကအဖမဲရဲ့ချံနဲ့အနောက်ကချံဆက်ကြရေမြောင်းထဲမှာပေါက်နေတာဗျတင်မောပင်ကြီးမှလည်းတင်မောဒီရှိရှိကြီးတစ်လုံးကဝင်းမဲ့နေတယ်ပင်မဲ့ဆိုတော့အတကုံချုံမဲ့ပုံပဲဗျအနားမှာဘသူမှလည်းမရှိဘူးဆိုတော့တင်မောတီကိုအตาလေးခူးလိုက်တယ်။ကျုပ်ကအောက်ကနေမတ်တရက်ပဲ။ပမာန်ကကျုပ်ကိုပေါ်ခြေထောက်နင်းလာပြီးတော့တက်ခူးလိုက်တာပေါ့ ။တင်မတီကြီးစားရပြီဆိုပြီးပပိုင်ကအဖမဲချက်နှဲကိုပြုတ်ဝင်ပေါ်လုတယ်။ပမိုင်ချက်နှဲဝင်တဲ့တို့တွေပတ်သွားကြမယ်။ပတ်သွားရင်ကြောင်မကိုလင်းကဒီနားနေပဲဖြစ်သွားကြမယ်ဗျာ။ဒီကောင်လေးကတော့အကြောင်းလိုက်တစ်စက်မှကိုမရှိတဲ့ကောင်ဗျ။အဖမဲကြီးချက်နှောက်ကနေပြေးလာခဲ့ရင်တနေရောင်ရောက်တော့တက်ပြင်တွေအပေါ်ကနေတရှိရှိအတန်ကြာရပြီးတော့အကောင်ကြီးတစ်ကောင်ကခုန်ဆဲလာပါလေရောဗျာအကောင်မေးကြီးကကိုလုံးကတော့ခတ်သေးသေးရဲ့ လက်နေခါကြောင့်မှလင်းတို့တောင်မလို့လို့အပြားချက်တွေကတွဲလောင်းကြီးပါတယ်ဗျအဲ့ဒီအပြားကြီးနဲ့လေဟုန်စီးပြီးတော့ကျုပ်တို့အနာကိုကျလာတာဗျတစ်ချိန်တည်းမှာပဲအဘမဲကြီးကတောင်ဝဲကြီးထောက်လို့အိမ်နောက်ကနေထွက်လာတယ်ကျုပ်တို့မြင်တော့ခါထောက်ကြည့်မင်းတို့ကတခိုးလေးတွေပါလားကွာငါကပေမဲ့အတီးစားကြည့်လို့အမဲ့ခံထားတာအောင်မင်းတို့ကလာခိုးတယ်ပေါ့မင်းတို့ကနောက်နောက်သူများပြစ်စီရောမခိုးရအောင်တခါတည်းပြင်ညာပေးလိုက်မှရမယ်ထင်တယ် ဝကောင်ပါပါရတိမ်မောဒီကြီးကိုပိုက်ပြီးပြေးပါလေရောအဖမဲကြီးကခုနအကောင်ကြီးကိုချစ်ပြီးလိုက်ကြစမ်းလို့ပြောလိုက်တဲ့ဆွေမဲကျုပ်တို့အနောက်ကိုပြေးလိုက်တာဗျာဒီအချိန်ထမ်းမီကြီးပေါ်ကနေခုနလိုအကောင်ကြီးတစ်ကောင်ကလှော်ကနေပြုတ်ကျထားပြန်တယ်အရှိကနေပြင်းနေတဲ့ပမန်ကိုခုံအုပ်ပြီးလက်ထဲကင်ထားတဲ့တိမ်မောဒီကိုပုတ်ချလိုက်တယ်ဗျာပမန်ကတိမ်မောဒီကိုပြန်လို့ကျင်သေးတာကျုပ်ကဒီကောက်လက်ကိုဆွေပြီးအသက်ကိုပြေးထွက်လာခဲ့လိုက်တယ် တို့ပစ္စည်းကတော့ကျုပ်တို့ကိုဆက်မလိုက်တော့ဘူး။ကျုပ်ပြေအရောက်တော့မှပဲတပြေချက်နိုင်တော့တယ်။အရောက်တော့ပမာယငူငူငငိုင်းကြီးဖြစ်နေတာဗျ။အစတော့ဒီကောင်အကြောက်လိုမျိုးလန့်နေတယ်ထင်တာ။စကားသားပြောရင်လည်းပြက်မပြောတော့ဘူး။ရေတိုက်တော့လည်းမတောက်တော့ဘူး။အဝေးကိုငေးကြည့်ပြေးပြီးတော့မှထိုင်းနေတာပဲ။ဒီကောင်ငူမမနာကိုအဖွားရိမ့်မိသွားတယ်။ဟဲ့ငလေး။ပန်းပန်းဘာဖြစ်နေရလဲ။ဘာဖြစ်မှန်းမသိပါဘူးအဖွားရဲ့။ နင်တို့မမှန်ပြောစမ်းအပြက်လမ်းမှာနင်တို့တခုခုဖြစ်ခဲ့ကြတယ်မဟုတ်လားကျုံမပြောချင်ပေမဲ့ပြောလိုက်ရတော့တယ်ဗျအဖွားကကျုပ်ကိုထုပါလေရောငလေးရဲ့နင်ကလေအကြီးဖြစ်ပြီးတော့ဥဆောင်လောက်တယ်ပေါ့ဟုတ်လားကျွန်တော်လောက်တော့မဟုတ်ပါဘူးအဖွားရဟိုကောင်ပတ်မှန်လောက်တာဗျဟဲ့နင်ကအကြီးလေအငယ်ကိုတားရမယ့်တာဝန်ရှိတယ်ဒီတိုင်းနေလို့တော့မဖြစ်ဘူးငါတို့အစောစီသွားမှဖြစ်မယ်ညနေမှထဖောက်လာရင်ငါလည်းမလောက်တတ်ဘူး ဘွားပမလက်ကိုဆွဲပြီးထွက်သွားခဲ့တယ်။ပမိုင်ကအတိညာကိမဲ့နေတဲ့လူတယောက်လိုမျိုးငေါငေါညိလိုက်သွားတာဗျ။ကျုပ်လည်းအဖွားတို့နောက်ကနေပြေးလိုက်လာခဲ့ရတယ်။အဖွားဆိုကညနေစာစားတော့နေတာဗျ။အဖွားအိမ်မို့တက်သွားပြီ။အစောရဲ့အားလုံးနာပါလေ။ဒီကောင်လေးဘာဖြစ်လဲမသိဘူးဟဲ့။အဖွားပမိုင်ကိုချပေးလိုက်တယ်။အဖွားဆိုကစိုင်းတောက်ရင်အပမိလာတာတရေကလာတာကေရင်မရဲ့။နေ့နေဘာတွေရှောက်လို့တည်လဲ။ ။ဗာမဲချန်နေရတိမ်မော့စီကိုတောက်ခိုးကြရတဲ့ဟဲ။အောင်မလေး။နင်တို့ကလည်းတကယ်ပြက်တနာအိုးမှာဒုံးနဲ့သွားထိုးတာပါလားငလေးရဲ့။အဖမေအကြောင်းနင်တို့မသိဘူးလား။အဖွားစိုးကလည်းကြုတ်ကိုဖြစ်စုတော့တာပဲဗျ။အဖွားစိုးကပမ်ပန်ကိုချစ်ပြီ။သူ့ကိုဆက်မလုံနဲ့တော့နင်တို့စားချေတောက်ချေငါကျွေးမယ်။ကလေးကိုခွင့်လွှတ်လိုက်ကြပါဟဲ့။နင်တို့ဆရာငမဲရမေးလိုက်ငါလို့ပြေးလိုက်တာလို့ပြောလိုက်ဟုတ်ပြီလားပမိုင်ကခေါင်းညိနေပြ အဖွားစောကသူစားနေတဲ့ထမင်းပကံနေရနေထမင်းတစ်စုပ်ခက်ကိုလိုက်တယ်။အဲ့ဒီနေ့ကအဖွားစောတို့အိမ်မှာဝတ်သားကြီးချက်တာထင်တယ်။အဖွားစောကပမန့်ကိုထမင်းတစ်လုပ်ခုတ်မှလျော။ပမန့်ကပဇက်ကြီးဖြဲပြီးထမင်းလုပ်ကိုအားရပါရစားတယ်။အဖွားစောကဝတ်သားကြီးနဲ့ထမင်းနောက်တစ်လုပ်ထက်နေပြီးတော့ခွန့်နေ။တောင်းကတီတီခွန့်လို့လဲပြီးရော။ကဲသားတော်လေဘာလုပ်နေတာလဲလို့လေးတမမနဲ့ပြောလိုက်တာ။ပမန့်တယောက်အရှိကိုငါးဆိုင်ကြပြီ။ ကျင်းနေတဲ့နှစ်ဖူးနဲ့ဒုံငနယ်ဆောင်သွားပါလေရောအဖွားကတော့ကျေးဇူးတွေတင်လို့ပေါ့ဟဲ့ကေမနင်တို့ညသာစားပြပြီလားမစားရသေးပါဘူးအစော့ရဲ့ဒါဖြင့်နင်တို့မြေအဖွားတွေတခါတည်းထမင်းစားပြီးမှပြဲတော့၏ကျောက်ကအဖွားစောပါမိုက်ကိုဝတားဟင်းနဲ့ထမင်းခုတ်ကြွေးကြရတည်ကြနေတာဗျအဖွားကဈေးတယ်လဲဈေးတယ်ကျွတ်တို့မြူးတွေကိုလည်းလှုပ်ကျွေးနေတဲ့လူဆိုတော့အိမ်မဝတားဟင်းချက်စားခဲ့တယ် ကျုပ်တည်ကြနေရတဲ့အဖွားစောကထမင်းခေါ်ကြရတဲ့ကွက်တီပဲပေါ့အဖွားကငြင်းကြင်ပါသေးတယ်ကျုပ်ကတော့တခါတည်းလက်ဆေးပြီးတော့ထမင်းဝိုင်းမာတာဝင်ထိုင်နေပြီဗျကျုပ်နဲ့ပါမဝတ်သားကြီးနဲ့ထမင်းစားလိုက်ကြတာ အဖွားစောအရာ ထမင်းတွေပြောင်းမလို့ရောစားတော့ပြီးတော့အဖွားစောကသူ့သမီးဘက်ကိုလှဲ့ဟဲ့သမီးချင်တော့ဘေးမှာတင်းမောသည်တီးနေပြီမဟုတ်လားတလုံးလောက်တောက်ခုခဲ့စမ်းပါအေးဒီငှက်နှကောင်ကိုချိမလို့အေးအိုးအမေရလေ ။တင်မိုသီတွေကအစင်းတွေပဲရှိသေးတာမဟုတ်လား။စိတ်စိတ်ကြက်ကြက်ခုခဲ့ဆိုခုခဲ့ပေါ်ဟဲ့။အဖွာစိုးရဲ့သမီးအဖြူကြီးကခြံနောက်ဘက်ကိုဆင်းသွားတယ်ဗျ။နောက်တော့တင်မိုသီကြီးတလုံးကိုကင်ပြီးတော့အိမ်မော်တက်လာတယ်။တင်မိုသီကကြီးတော်တော်ကြီးကြီးပဲဗျ။ဒါပေမဲ့အစင်းတက်တက်ကြီးဖြစ်နေတယ်။အဖွာစိုးကတင်မိုသီကိုတစ်ချက်ကကြည့်ရင်လမကလက်သေးနဲ့တုံးလေးချလောက်အသားအောင်ထူးကြည့်ပြီးတော့တင်မိုသီကိုနှမ်းကြည့်မှဲ့နေပါပြီဟဲ့ ီမှာအနံ့အောင်ထွက်နေပြီမဟုတ်ဘူးလားအဖွားစိုးလက်ထရတင်မောတီယာချက်ချင်းကိုမှဲ့သွားတာဗျအခုစဲစဲကြီးပေါ်မှာအဝါရအကွက်လေးတွေပေါ်လာတယ်အပြိုကြီးကအိမ်မောကနေဆင်းသွားပြီးတော့တင်မောတီကိုအစိတ်ကလေးတွေစိတ်ပြီးယူလာတယ်ကဲတုံးဆောင်တော်မူကြပါဦးမောင်ဝင်းကြီးသားတို့ရဲ့နောက်မြစားကြေးအဖွားစိုးကိုလာပြောခွင့်ဟုတ်ပြီလားသူများပစ္စည်းမခိုးကြနဲ့သူများပစ္စည်းခိုးတဲ့လူဟာအသက်ထိုးတယ်ရောဂါထိုးတယ်ရောဂါကြီးကြီးမားမားဖြစ်တဲ့တယ် စင်းရတာရှိတက်တယ်ကွကဲကဲစားကြစားကြဟဲ့ကေမနီးလေးစားလေတိမ်မောတီးရချိုးလိုက်တာဟဲ့အဖွာစောကပြောလဲပြော သူလည်းတစိမ့်ကောက်စားတယ်ကျွတ်တော့အငဲ့နှောက်ကတော့အဖွာစောကျွေးတဲ့တိမ်မောတီးတွေကိုအငမ်းမြစားလိုက်ကြပါတော့တယ်အဘမေကြီးဆုံးပြီတဲ့သူ့အိမ်ထဲမှာတင်နေတာ၃ရက်လောက်ကြာတော့မှတွေ့ရဆိုပဲအဘမေကတိောက်တဲနေတာဗျသူ့သားသမီးတွေကအချိန်တည်းအရွယ်ရောက်လို့အိမ်နောက်နေကြပြီ ို့နဲ့ဒီနေ့တွေရောက်နေပြီအဖမဲသေးတော့တာသမီတွေကိုအကြောင်းကြားပြီးနိုင်ရေးလောက်ကြတာပေါ့တာသမီတွေကအဖမဲချက်ကိုအငွေခွဲပြီးတော့မှယူဖို့လောက်ကြတယ်အဲ့ဒီမှာပြဿနာတက်တော့တာပဲဗျအဖမဲအိမ်မှာဘသူမှမနေရဘူးဘာလို့လဲဆိုတော့တရေကြီးတကောင်ကအိမ်ပေါ်မှာရောချက်ထဲမှာရောတောင်းကျင်းနေတယ်ဆိုပဲတာသမီတွေတော့မနေဝဲလို့အိမ်ကိုပိတ်ထားရတယ်အရင်ကဖြတ်သွားဖြတ်လာတဲ့လူတွေဆိုရင်ဘာမှမဖြစ်ဘူးဆိုပေမဲ့ အခုတော့ဖြတ်သွားဖြစ်လာတဲ့လူတွေကိုတော့မှအဲ့ဒီတရေမဲမဲကြီးကလိုက်လိုက်ဆွဲနေလို့ခွေးပြည့်ဝပြည့်ထွက်ပြေးရတာသုံးလေးယောက်လောက်ရှိပြီစုပဲဗျအဖမဲရဲ့တာသမီးတွေကပရိတ်တွေဘာတွေရွတ်ဖုန်းညူတွေအိမ်ခေါ်ပြင်ပြီးတော့မှရွတ်ဖက်ကြပြီမဲ့တရေနဲ့ကြိုင်ဒီကောင်ကြီးကပြင်ပြင်ရောက်လာတယ်စုပဲဗျလူတွေကတော့အဖမဲကြီးမွေးထားတဲ့တရေကြီးတွေကတောင်းညက်နေတာဖြစ်မယ်လို့တော့ပြောတာပဲနောက်ဆုံးတော့အဖမဲရဲ့တမီးကြီးကအဖွားကိုဒီကိစ္စလာတိုင်းမြင်တယ် ခြေထဲမှာတရေကြီးကနင်းနင်းညညခြောက်လုံးလို့ခြံကိုလည်းရောက်မရအမွေခွဲမရနဲ့ပြေတနာဖြစ်နေတယ်ပေါ့ဗျာအဖွားကလည်းအဖွားစောစီသွားဖို့လမ်းညွန်လိုက်တယ်အဖွားပဲအဖမဲသမီးကို အဖွားစောစီလိုက်ပို့ရတာပါပဲကျွတ်တူလည်းလိုက်သွားကြတာပေါ့အဖမဲတို့အကြောင်းစိတ်ဝင်စားလို့တော့မဟုတ်ဘူးဗျအဖမဲသမီးကအဖွားစောအတွက်ဆိုပြီးမိသားစုမုံမုံကြီးကိုဝယ်ချလာခဲ့တာအဖွားစောကသူတို့လာပေးတဲ့စားစရာတွေပါတယ်ဆိုရင်ကျွတ်တူကိုပြန်ကျွေးတာပဲမဟုတ်လား ဒါကြောင့်လည်းဒီမိသားစုမဟုတ်ဘုံကကျွတ်တို့အတွက်ပဲဆိုတာသိလို့လိုက်သွားတာဗျ။ထင်းတဲ့အတိုင်းပဲဗျ။မဟုတ်ဘုံကြီးကိုကြော့ပြီးတာနဲ့အဖွာစွာချက်ချင်းဖောက်ပြီးတော့ကျွတ်တို့ကိုလှမ်းပေးတယ်။ကျုံနဲ့ပမာလည်းမုံနေစားကြတာပေါ့။ငငယ်ကအဲ့ဒီလိုမဟုတ်ဘုံနဲ့ကဘစ်စကိတ်ဆိုတာတိတ်ကိုစားရခဲ့တာဗျ။မုံစားရင်အဖွာစောတို့ဘာတွေပြောဆိုနေကြတယ်လဲဆိုတာနားထောင်နေမိတယ်။အဖွာစောကအဖမဲသမီးကိုအခုချက်ချင်းအိမ်ပြန်ပြီးတော့အိမ်ကောင်းရင်းကတပြေပြေရနေတယ်။ တပြည့်ရက်တရွက်ကိုခုခိုင်းခဲ့တယ်။အဖမဲသမီးကလည်းသွားခုပြီးပြန်ချလာတယ်ဗျ။အဖွားစွာမြေပြူခဲ့တဲ့ချောင်းနဲ့လှေကအတက်စေးထိတ်မှဆဝိုင်းပုံဆွဲလိုက်တယ်။ခုနကတရွက်လေးကိုလှည့်ယူပြီးတော့တုံးလေးချက်မမုံလို့စီဝါနဲ့မှမှတ်ခုချထားလိုက်တယ်။အဖွားစွာအတန်နဲ့အတန်ထားနဲ့ဟဲ့အခုလာတာငမဲမဟုတ်လား။ငမဲဟုတ်ရင်တရွက်ကိုလှန့်ပြ။အဲ့ဒီလိုလဲပြောလိုက်ရောမှတ်ခုဖြစ်နေတဲ့တရွက်ကဖက်ခနဲ့လှန်သွားတာဗျာ။ အဖမဲသမီးဆိုရင်တော်တော်ကိုကြောက်သွားတာဟဲ့နမဲနေသားသမီးတို့အငွေမပေးချင်လို့နေချောင်းနေရလားဟုတ်တယ်ဆိုရင်သူ့ရဲ့ကိုလှန့်ပြဒီတစ်ခါတော့ငြင်းနေတယ်ဗျနင့်ကိုတယောက်ယောက်ကပညာနဲ့မွေးထားတာလားသူ့ရဲ့ကဒီတိုင်းပဲဗျအဖွာစောကမေးခွန်းနဲ့တစ်ခုပြီးတစ်ခုမေးတယ်မှန်ရင်သူ့ရဲ့ကလှန်သွားတယ်မှန်ရင်တော့ဒီတိုင်းငြင်းနေတယ်ဟဲ့နမဲနေဥစ္စာပြည့်စည်တစ်ခုခုကိုဆွဲပြီးတည်ရဖြစ်နေရလား ီလိုမေးတော့ဖက်ခက်နဲ့လန်သွားတာဗျမယုံတဲ့လူဆိုရင်လေးတိုက်လို့လန်နေပဲထိနေမှာအဖွာစောကမျက်ခုပ်ပစ်လိုက်ရင်ဥစ္စာပစ္စည်းကိုဆွဲလို့တရေဖြစ်ရတယ်ဆိုရင်တရက်ကောတုံးကြီးလန့်ပြမှောက်ပြတရက်ကလေးကအဖွာစောပြောတဲ့အတိုင်းလန့်လိုက်မှောက်လိုက်တုံးကြီးဖြစ်နေတယ်ဗျလေးတိုက်တယ်ဆိုရင်ဒီလိုပဲဖြစ်ပါမလဲတကယ်လို့လီတိုက်တာတာမှိုက်ရင်တရက်ကထွန်ဆိုင်လို့ရှိတဲ့စီဝါနေရနဲ့အပြင်ကိုထွက်သွားမှမဟုတ်ဘူးလားဗျအဲ့ဒီပစ္စည်းကို နေသားသမီးကိုပေးကျင်သလားတရွက်ကလန်သွားပြန်တယ်အဖွားစွာတဆိတ်ချင်းမျိုးတော့မှသူ့မှာရွှေငွေပစ္စည်းတွေရှိတယ်လို့ပြောတယ်အဲ့ဒါတွေကိုခြံထဲတနေရာမှာမြုပ်ထားတယ်အဲ့ဒီပစ္စည်းတွေကိုဖော်ပြီးတော့မောင်မအောင်ရောင်မျှောက်လိုက်ကြပါတဲ့အဖွားစွာတပြေရွက်ကလေးကို ထုံးနဲ့တစ်ချက်တွေ့ရင်ကဲရော့ဒီတရက်လေးကိုနင်းတို့အိမ်ရှိမှာတင်ထားလိုက်ငမဲရပစ္စည်းရှိတဲ့နေရာကို ပြလိုက်မယ်မနဲ့လင်းလို့တည့်ရွက်ကြတဲ့နေရာဟာသူ့ပစ္စည်းတွေရှိတဲ့နေရာပဲ။ ီလိုနဲ့အဖွာစောပြောတဲ့အတိုင်းတည့်ရွက်ကိုယူချသွားတယ်။မနက်လင်းတော့တည့်ရွက်ကလေးကထမ်းမီကြီးရဲ့အရှိတ်အတထောင်းအကွာမှာကျနေတယ်ဆိုပဲဗျ။အဖွာစောကထုံနဲ့အမှတ်သားလှုပ်ပေးလိုက်လို့သာဒီတည့်ရွက်ဖြစ်မဲ့သိရတာဗျ။အဲ့ဒါနဲ့တူးပေါ်ကြည့်လိုက်တော့ဂျီကိုအေးကြီးတလုံးကိုတွေ့ရတယ်ဆိုပဲ။ဂျီကိုအေးထဲမှာလက်ဝက်လက်စားတွေနဲ့ရွှေတဲတွေရှိတယ်။ရွှေချိန်90သားလောက်ရှိတယ်လို့ပြောတာပဲ။ဂျီကိုအေးရဲ့အစ်စ်မှာတော့စေးတော့နေစေးရုပ်တွေအများကြီးပဲတဲ့။ အဖမေကသူ့ပိုင်နေပစ္စည်းတွေကိုတကောသူဝက်တွေလူမဆုလို့မြင်းမြုပ်ပြီးဖွက်ထားတယ်ဆိုပဲဗျ။အရင်ခေတ်ကလူကြီးတွေကဓမြတက်ခရမ်းမှာကြောက်လို့ပစ္စည်းတွေဘာလို့ကိုမြုပ်နှထားတတ်တယ်ဆိုပဲ။အဖမေသမီးကဒီစေးတောင်းတွေကိုအဖဆော့စီကိုယူလာပြတယ်။အဖဆော့ကအသေးချကန်ကြီးတော့မှတရေမွေးထားတဲ့စေးတောင်းတွေအောင်လဲစေးတောင်းတွေဖြစ်နေတဲ့ဗျ။အဖဆောကအဲ့ဒီစေးတောင်တွေကိုသူဆုတ်ပြစ်ပေးမယ်လို့ပြောပြီးတော့ယူထားလိုက်တယ်တဲ့ဒီဖြစ်တွေတော့ ျုပ်ကတော့မြင်တာမဟုတ်ဘူးဗျကျုပ်ကကြောင်သားနေလို့အဖွားကညနေမှပြန်ပြီးပြောပြတာအဲ့ဒီနောက်ပိုင်းကလေးကအဖမေချန်ကြီးထဲမှာအဖမေကြီးလည်းမရှိတော့တလို့သူ့မွေးထားတဲ့လင်းတော်လင်များတရေတို့ဘာလို့လည်းမရှိတော့ဘူးသူသားသမီးတွေကတော့ချန်ကြီးကိုထုခွဲရောင်းချလိုက်လို့အခုဆိုရင်လူနေအိမ်နေဖြစ်ကုန်ပြီဗျဒါကတော့အဖဆော်ကေတီပေးခဲ့ရတဲ့တရေမွေးတဲ့အဖမေကြီးအကြောင်းအမှတ်တရပါဗျာပရိသတ်များရှင့် ပညာတဲ့အဖွားစောနဲ့တရေမွေးတဲ့အဖမဲကြီးဇလန်းလေးကတော့ဒီလောက်ပါပဲနော်။နားစင်အပိခဲ့ကြတဲ့ပရိသတ်တွေတူကြီးစီကိုဂျေစုထူပဲတည်ရှိတယ်လို့။စာရေးစရာအကဆော်လည်းဂျေစုထူပဲတည်ရှိပါတယ်ရှင့်။ဒီဇလန်းလေးကိုတင်ဆက်ပေးခဲ့တဲ့သူကတော့ကျမတကူးမိပဲဖြစ်ပါတယ်။ပရိသတ်များအားလုံးပဲကံကောင်းခြင်းပျော်ရွှင်ခြင်းကျမချင်းတွေကို အစင်ထာဝရပန်းဆိုင်နိုင်ကြပါစေရှင်။